အင်ဒိုနီးရှားနိုင်ငံအရှိကြပါပြည်နယ်စီတိုအာဂျုံမြို့မှာရှိတဲ့အခုစီနီမီယာအစ္စလမ်ဘာသာရေးပေါ်လာဆောင်ကျောင်းတစ်ခုအင်ကာနီကပြိုကျခဲ့တာကြောင့်ဆယ်ကျော်သက်ကျောင်းသားများပြားပျက်စီးရိအောင်မှာပိတ်မိနေပြီးအနည်းဆုံးလူ92ဦးပျောက်ဆုံးနေပါတယ်။အဆောင်ပြိုကျမှုဟာကျောင်းသားတွေညနေပိုင်းဝတ်ပြုဆူတောင်းမှုပြုလုပ်နေချိန်မှာဖြစ်ပွားခဲ့တာပါ။သူတို့ဆူတောင်းနေတဲ့ဘလီဟာဆောက်လုပ်ဆဲအထက်မြင့်အဆောက်အုံရဲ့အောက်ဆုံးတပ်မှတည်ရှိနေတာဖြစ်ပါတယ်။အင်ကာနီညနေပိုင်းအထိရုပ်အလောင်း၃ခုကိုပြန်လည်တွေ့ရှိထားပြီး ကလင်းငင်ရဲ့ဝန်ထမ်း99ဦးကတော့အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဒီတူးဆန်းတဲ့ grain တွေကိုအသုံးပြုနေပေမဲ့ကျန်ရှိနေသေးတဲ့အဆောက်အုံတွေထပ်မံပြိုကျလာမှာဆိုလို့ဆက်ရန်တရားကြီးတွေကိုအသုံးပြုဖို့အာဏာပိုင်တွေကစိုးရိမ်နေကြပါတယ်။ကယ်ဆယ်ရေးသမားတွေဟာအဓိကအဖြစ်လက်နေပဲအပြက်စီးတွေကိုဖယ်ရှားပြီးရှာဖွေနေကြပါတယ်။တရားရသူ26ဦးကိုတော့ဒေသခံစီးရုံတွေမှာကုသပေးနေတယ်လို့ BND ရဲ့ရုပ်ပိုင်း agency ကပြောပါတယ်။အနာဘိုင်တွေရဲ့ကနဦးသုံးသက်ချက်အရအဆောင်ရဲ့အောက်ခံဖောင်ဒေးရှင်းဟာ အပေါ်ဓာတ်တွေကဆောက်လုပ်ရေးလုပ်ငန်းရဲ့ဝင်ကိုမခံနိုင်တာကြောင့်ပြိုကျရတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ကျောင်းအုပ်ချုပ်ရေးမှုကလည်းဆောက်လုပ်ရေးလုပ်ငန်းတွေပြီးဆုံးသွားချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဖောင်ဒေးရှင်းကဝင်ကိုမနိုင်တာဖြစ်နိုင်တယ်လို့ဒီပြူပြောဆိုထားပါတယ်။